်မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးပါကတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအားကြီးစုအားပေးရတဲ့တင်ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းနဲ့တိုင်းဒေသကြီးဝင်းကြီးများဟာမတ်လ19ရက်နေ့နက်ပိုင်းကဗုဒ္ဓထောင်ခရိုင်ဗုဒ္ဓထောင်မြို့နယ်အမှတ်6အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ရောက်ရှိက2025ခုနှစ်တက္ကသိုလ်ဝင်စာမွေးတက်တရားနေ့တင်ချပါတရအားကျောင်းသားကျောင်းသူများအေးချမ်းစွာဖြည့်ဆို့နေမှုကိုလှည့်လည်ကြည့်ရှုအားပေးကတိုင်းဒေသကြီးဝင်းကြီးချုပ်ကကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာဖြည့်ဆို့နိုင်အလေးထားဆောင်ရွက်ကြမှာဖြစ်ကြောင်း ဆရာဆရာမနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်စာမူဝဲစီမင်းစည်းကမ်းလှုပ်ထုံးလှုံ့လီများနှင့်အညီ2025ခုနှစ်တက္ကသိုလ်ဝင်စာမူဝဲအောင်မြင်စွာပြီးဆုံးသည့်အထိဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြမှာဖြစ်ကြောင်းစာမူဝဲကျင်းပစဉ်ကာလအတွင်းလိုအပ်သည့်များနှင့်ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါကအချိန်နဲ့တပြေညီတင်ပြပေးကြရရင်အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးတော်မှာဖြစ်ကြောင်းတာဝန်ရှိသူများပြောကြားခဲ့ပါသည် ဗုဒ္ဓတော်မြို့နယ်အမှတ်6အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင်တက္ကသိုလ်ဝင်စာမဝဲဖြည့်ဆိုရန်အတွက်ကျောင်းသားကျောင်းသူ492ဦးစည်ရင်ပေးသွင်းထားပြီးတတိယနေ့သင်္ချာဘာသာရက်ကိုကျောင်းသားကျောင်းသူ462ဦးဝင်ရောက်ဖြည့်ဆိုကြရာဖြည့်ဆိုမှုရာခိုင်နှုန်းမှာ54%တရာခိုင်နှုန်းရှိကြောင်းသိရှိရပါရဲ့ရှင်။ဒီတဲ့င်းကိုတော့ခေဝင်းကပြပို့လာတာပါ။ဆလတ်တင်ဆက်ပြီးမှာကတော့ရေစည်းရေလာကောင်းမွန်ရေလုံငန်းများမြို့တော်ဝင်ကွင်းစင်းစစ်ဆေးတဲ့တဲ့င်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစီပင်သာရေးဝန်ကြီးရန်ကုန်မြို့တော်စီပင်သာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးဝတေဟာသက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက်မတ်လ19ရက်နေ့နက်ပိုင်းကလိုင်သာရအရှိပိုင်းမြို့နယ်အောင်စေရတရားသူတွားရောက်ခါတရားဝင်ခြင်းတန်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်ရန်ရေးစည်းရေးလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်ရန်တို့ကိုမှာကြပါရယ်ဆလပီမြို့တော်ဝင်တဲ့အဖွဲ့ဟာလိုင်သာရအရှိပိုင်းမြို့နယ်စီမင်းသားရအုပ်ချုပ်ရေးမှုယုံနဲ့ မြို့နယ်တာဝန်ရှိသူများနဲ့တွေ့ဆုံပြီးကျူးကျော်နေထိုင်မှုများမရှိစေရေးရေစည်းရလာကောင်းမှုရေးလုပ်ငန်းများဆောင်ရွက်ရန်လိုမှာကြပါတယ်။အဲဒီနောက်ရန်ကုန်ညောင်တုံးလမ်းမပေါ်ရှိအင်ဂျင်နီယာဌာနရေစည်းရလာစီမံခန့်ခွဲမှုကဆောင်ရွက်ထားရှိတဲ့အင်္ဂလိုင်းချောင်းတွင်ရေစည်းရလာကောင်းမှုစီရင်ဆောင်ရွက်ထားရှိမှုတို့အားကြီးစုစစ်ဆေးပြီးလိုအပ်သည့်များဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ အဲ့ဒီနောက်မြို့တော်ဝင်တဲ့အဖွဲ့ဟာတကုံမြို့သိမြောက်ပိုင်းမြို့နယ်28ရပ်ကွက်ရှိဘဲဒန်းချောင်းမော်တွင်တည်ဆောက်ထားတဲ့အမှတ်6ရေတကားတွေးချဲ့တည်ဆောက်ခြင်းလုပ်ငန်းဝင်သူတွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။အစုပါရေတကားဟာမူလအရှိ50တပီ ရှည်တကားအပေါက်၈ပေါက်ပါရှိပြီးယခုအခါအရှည်၂၅ပြီးရှည်တကားအပေါက်၃ပေါက်ထပ်မံတူချဲ့တိစောက်ခြင်းဖြစ်လို့အမတ်၆ရည်တကားတူချဲ့တိစောက်ခြင်းလုပ်ငန်းပြီးစီးသွားပါကတကုံမြို့တစ်လေးမြို့နယ်ရည်ကြီးရရှမ်းမှုမှကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောက်မြင့်ကပြပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြန်မာပြည်စစ်ရေးဝန်ထမ်းတင်နန်း MS 213တင်နန်းဆင်ွေကျင်းပတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလက်ကူမြို့နယ်နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမပြည်စေရေးပြကွင်းတွင်မတ်လ19ရက်နေ့နေ့7နာရီမိနစ်30ကစေရေးဝန်ထမ်းတင်းနှံအမှတ်စဉ်213တင်းနှံစင်ဝဲကိုကျင်းပကြောင်းသိရပါသည်။တင်းနှံစင်ဝဲတွင်ပေါမော့ကချုပ်ကတင်းနှံသားဆံပြစုရတင်းနှံသားအမှတ်36ဦးစဉ်ကိုကိုလက်ထောက်ကွန်ပျူတာလုံဆောင်ရေးမှုမဟုတ်ပေမြို့နယ်စီမင်းသားကြီးအဖွဲ့တင်းနှံသူဆံပြစုရတင်းနှံသူ အမှတ်16တို့ညဒေါ်စန်းပပအောင် အငေရန်စီဟိုတယ်နှင့်ခီးသွားညွှန်ကြားမှုဦးစီးဌာနအား၎င်းတနက်ဖြစ်ထူးကျွန်စုစည်ရပြထူးကျွန်စုရရှိသူများနှင့်တင်နန်းစင်အောင်လက်မများကို၎င်းချီးမြှင့်ပြီးတင်နန်းစင်မိကုံပြောကြပါသည်တင်နန်းစင်မွေအခမ်းအနားသို့ဒုတိယဘောမောက်ခချုပ်များ ဌာနကြီးမှုပေါမောခါများတင် जा စီမံဌာနများမှတာဝန်ရှိသူများနဲ့တင်နန်းသား134ဦးတင်နန်းသူ232ဦးစုစုပေါင်း365ဦးတို့တက်ရောက်ခဲ့ကြောင်းနဲ့တင်နန်းကာလမှာဇန်နဝါရီ6ရက်မှမတ်လ19ရက်ထိဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပြပို့လာတာပါ thank you